မန္တလေးတိုင်းဗဒမြားမြေဒီမိုးကုတ်မြို့ကမြို့ခံထောက်ဝက်ကျော်လောက်ကတော့မြို့ကနေနေတိုင်းထွက်ပြေးတိမ်းရှောင်နေကြရပါတယ်ဒီလိုမျိုးထွက်ပြေးရတာဟာတအန်းတက် TNL နဲ့စစ်ကော်မရှင်တပ်တို့အကြားမှာပေါ့လေအပြည့်ရက်ပြည့်ရက်နောက် TNL တပ်တွေကမြို့ကနေစုခွာပြီးစစ်တပ်ကပြန်ပြီးတော့ဝင်ရောက်လာမှာကိုစိုးရိမ်တာကြောင့်ဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်ဒါအပြင်တော်လှန်ရေးအဖွဲ့တွေကလည်းမြို့ကိုလက်မလွတ်ပဲဆက်ပြီးတော့ခုခံမယ်လို့ကြေညာထားတဲ့အတွက်လေးချ ောင်းတိုက်ခိုက်မှုအနေရကိုလည်းအကြီးအကျယ်စိုးရိမ်နေကြပါတယ်။မိုးကုတ်မြို့ကန်တွေဟာ TNL ထိမ့်ချုပ်ထားတဲ့နမ်ဆန်မြို့ဒါမှမဟုတ်ဒီစစ်ကော်မရှင်ကထိမ့်ချုပ်ထားတဲ့ကြောက်မဲမြို့နဲ့မန်လီမြို့ဘက်ပေါ့လေဒီနောက်ပြီးတော့ပြင်ဦးတွေမြို့ဘက်တွေကိုထွက်ပြေးနေကြရတာပါ။ဒေသခံတွေရပြောပြချက်အရာတွေဆိုလို့ရှိရင်ဒီကားခါဆိုလို့ရှိရင်လည်းတယောက်ကိုကြက်6သိန်းကနေ8သိန်းအထိအဆမတန်မြင့်တက်နေပါတယ်။ဒါပေမဲ့ကားလက်မှတ်တွေကတော့ဖြတ်ဖို့တောင်မှခက်ခဲနေတဲ့အခြေအနေဖြစ်ပါတယ်။ တယ်။တန်းတက် DNL ဟာမိုးကုတ်နဲ့ဒီမိုးမိတ်ကိုစစ်ကော်မရှင်ကိုပြန်လည်ပြီးတော့လွှဲပြောင်းပေးဖို့သဘောတူညီခဲ့ကြပေမဲ့ဒေသတွင်းတော်လှန်ရေးအင်အားစုတွေဖြစ်တဲ့မန်လေး PDF နဲ့မိုးကုတ်ဗျူဟာတို့ကတော့ဒီမြို့ကိုစစ်ကော်မရှင်ရဲ့လက်အောက်အပါမခံမဲ့အစွမ်းကုန်ဆက်ပြီးတော့ကာကွယ်သွားမယ်လို့ထုတ်ပြန်ကြေညာထားပါတယ်။မြုပ်ခံတွေကဒီမိုးကုတ်မြုပ်ခံတွေကပေါ့လေစစ်ကော်မရှင်တက်ကပြန်ဝင်လာပြီးတော့အုတ်ချုပ်မှာကိုမလိုလားဘူးဆိုတာကိုပြသတဲ့အနေနဲ့နိုဝင်ဘာလ6ရ ရက်နေ့ညပိုင်းတုန်းကမြို့လုံးကျွတ်တံမုံတီးပြီးဆန္ဒပြလှုပ်ရှားမှုကိုလည်းလုပ်ခဲ့ကြပါသေးတယ်။